ဒီလိုတမနာတာရုပဖြစ်တဲ့အပြုတ်အမူနဲ့တောင်းတာကိုတော့ဘုရားရှင်ကိုတော်မြတ်ကအရိယာတောင်းနီးလို့ချီးကျူးတော်မူခဲ့ပါတယ်ဒီလိုဗျံပရာတောင်းတာကိုတော့တရောင်းစာတောင်းနီးလို့ဘုရားရှင်ကိုတော်မြတ်ကကဲ့ရဲ့ရှုံချတော်မူခဲ့ပါတယ်ခင်ဗျာအတွေ့သမျှအကြသမျှတွေမြင်မတော်တိုင်းကြော်မိတော့လေအောင်မင်းပဲလွန်ရာကြလိမ့်မယ်သာသနာဝန်ထမ်းလို့အမိခံပြီးတော့သာသနာဝန်စီးနေတဲ့အလစ်စီဒုတ်တီလတွေရှိတာဟာ ပစ္စည်း၄ပါးလှူဒါန်းနေတဲ့ဒါရကဒါယိကာမတွေအတွက်လဲဝင်တော့ဝင်ဖို့ဖြစ်စေပါတယ်အဲ့ဒီတော့ဒီလိုတင်ငန်းဝတ်ကြီးနဲ့သာသနာဝန်ထမ်းပါဆိုတဲ့အမိခံပြီးတောင်းရန်စားပေါက်နေတဲ့အာလစ်စီဒုတ်တိလလူဘူလူရှံတွေကိုမောင်းထုတ်ပြစ်ဖို့သာသနာတော်ကနေဖယ်ရှားပြစ်ဖို့အတွက်သာသနာရေးဝန်ကြီးဌာနကလည်းအမိန့်စာထုတ်ပြန်လိုက်ပါပြီခင်ဗျဗီဒီယိုလေးဆက်ကြည့်လိုက်အောင် အဲ့ဒီလိုတက်ဆိုင်ရာတာမမနာယကအဖွဲ့အစည်းကထုတ်ပြန်လိုက်တဲ့အကြောင်းအရာလေးကိုဒီကနေ့ဒီဘလော့ကိုကြည့်နေသောမိတ်ဆွေများသိဖို့အတွက်တီဗီသားပုဂ္ဂိုလ်တွေကတော့ကြော်သွားပါခင်ဗျာမတည်သေးသောပုဂ္ဂိုလ်များအတွက်ကျွန်တော်ဖတ်ရှုပေးပါမယ်ခင်ဗျာ online social media ပေါ်တွင်အချို့သောဖုံးတော်ကြီးများနှင့်တီလရှင်များသည်တက်တော့ဆော်ခြင်း online ခိန်းကစားခြင်း post တင်ခြင်း like လွန်ခြင်းစသည့်ဗုဒ္ဓသာသနာတော်ကို ထိခိုက်မျိုးနွမ်းစေသည့်အပြုတ်အမှုများဆောင်ရွက်လျက်ရှိသောကြောင့်ယဟန်ဗာမဏေနှင့်သီလရှင်များအနေဖြင့်တမနတာရုပ္ပမဖြစ်သည့်လောက်ရများကို ထိရောက်စွာဟန်တားနိုင်ရန်အတွက်ဆိုပြီးတော့24ရက်6လ2025ရက်စွဲပါစာရန်တစ်ခုကို ဒီကနေ့မှာတွေ့ရှိခဲ့ပါတယ်ဒီဗီဒီယိုတဲကလိုပဲကားဂိတ်တွေဖက်ရည်ဆိုင်အရက်ဆိုင်ပါမကြံလမ်းကျိုလမ်းကြားဇရက်ကျိုဇရက်ကြားထိဝင်ပြီးတော့ပေါက်လို့ပဲစားဗယံပရာနဲ့တင်မကိုဘန်းပြပြီးတောင်းစားနေတော့အောက်တန်းစားဒေါင်းစားဆန်ဆန်တောင်းနေတဲ့ပုံကူတွေအများကြီးကျွန်တော်တို့တွေ့နေရပါတယ်ဒါကျွန်တော်စကားမဟုတ်ဘူးနော်ဒေါင်းစားတောင်းနေဆိုတာဖះရစကားဖះရရှင်ကိုတော်မြတ်ကဘာလဲဆိုတော့ တရောင်းစားဒွန်းစန်းတားတီလဲတောင်းစားရတာတဲ့ယဟန်တံဃာတော်များတီလဲဓာယကဓာယိကာမတွေကိုမှီကိုပြီးတောင်းရန်စားတော့ရက်တီရတာဖြစ်လို့တောင်းစားတာချင်းအတူတူပဲတဲ့တို့တော့တရောင်းစားတယောက်တီဘာအကျင့်တီလားစရဏမှာရှိဖို့မလိုဘူးခိရိဝတ္တပအချက်တရားကင်းမဲ့နိုင်ရမယ်စိတ်ပေါ့တွေ့နိုင်ရမယ်ဒါပဲဖះရှင်ကအဲ့ဓာတွေနဲ့ဒကန်းနဲ့ဖြစ်သွားမှာစိုးလို့သူတို့ပြီးယဟန်တံဃာတွေကိုတော့ ဓမ္မဝိနည်းနဲ့အညီအရိယာတောင်းနီးဆိုတဲ့အတိုင်းဣန္ဒြေဆောင်ပြီးတော့လန်းသောတာတော်မှာအခိတစကုအောင်းနဲ့ချက်အပ်သော၄တောင်ခန့်မြကြည့်သောမျက်လွာရှိသည့်ဟုတ်တော်ဖြစ်၍အန္တရဂရေရွာအတွင်း၌ဂမိတ်တာမိသောအံအဲ့ဒီလိုမိန့်ခဲ့တာအရိယာတောင်းနီးအင်မတန်မှမြင်တဲ့လူကလည်းအော်သူတော်ကောင်းကြီးပါပဲလူကျင်တဲ့စိတ် တဖွာဖွာဖြစ်ပေါ်လာနိုင်အောင်ကိုဖះရှင်ကနိမ့်မှန်နမ်းမှန်နဲ့ပြခဲ့တာဖြစ်တဲ့အတွက်အဲ့ဒီနီလာနဲ့တောင်းရင်တော့အရိယာတောင်းနေတဲ့ဖះရှင်ကချီးမွမ်းတယ်ဒီလိုပေါ့လို့ဘယ်စားတောင်းတာကိုတော့မင်းတို့လည်းမထူးဘူးကွာတဲ့သံောင်းစားရည်လိုပဲတဲ့ဘာအကျင့်စရဏမှာပြည့်စုံလို့မလို့ဘူးတဲ့ဒါကြောင့်ဒီကနေ့စာထုတ်လိုက်တာဟာအဲ့ဒီဒေါန်စာတောင်းင်းနဲ့တောင်းနေတဲ့အလစ်စီတွေရော့သွားမှဖြစ်တဲ့အတွက်အင်မတန်ဝမ်းသာစရာကောင်းပါ 두리우 리우 셋찍래 나온다 Bye, go out.

ာတယ်ရှိဒီဗီဒီယိုထဲမှာတော့မိတ်ဆွေတို့မြင်တဲ့အတိုင်းရန်တစ်ပါးကအများသုံးခྱི་သွားမော်တော်ယာဉ်ပေါ်ကို တက်ပြီးတော့တယောက်ချင်းစီကိုလက်ဖြန့်ပြီးအလှပိုက်ဆံတောင်းနေတာ sorry ပါအလှခမ်းနေတာလို့ပြောမိတော့မှဆိုလို့ဆိုတော့ကဘုရားရှင်ရဲ့အဆုံးအမနဲ့ပြောရရင်တရောင်းစားလုတ်ရက်နဲ့တာသနာညှို့နှောင်းအောင်လုပ်နေတာဖြစ်ပါတယ် ဒီအပြုတ်မှုကိုမြင်ရတာဟာဘာသာကြားတွေမပြောနဲ့မိဆွေတို့ကျွန်တော်တို့ဗုဒ္ဓဘာသာတွေတောင်မှဒီဗီဒီယိုကိုမြင်လိုက်တဲ့အချိန်မှာစိတ်ထဲမှာကတိကအောင်ဖြစ်ရတာဒါထက်ဆိုးတာတွေအများကြီးမိဆွေတို့လည်းမြင်ဘူးမယ်ထင်ပါတယ်ကျွန်တော်တို့လည်းမြင်ဘူးပါတယ်ဒါကြောင့်မိဆွေတို့ပတ်ဝန်းကျင်မှာဒီလိုသာသနာတော်ကိုညှို့နှံထိခိုက်စေသောအပြုတ်အမူမျိုးနဲ့အောင်ရန်စားတော့နေသောအလစီဒုတ်တိလတွေကိုတွေ့ပြီးဆိုရင် တန်ခတ်မဟာနာယကကလည်းစာနဲ့တကွထုတ်ပြန်ထားတာဖြစ်တဲ့အတွက်ဘာဆက်လုံးတင်နေဆိုတာကိုဒီလောက်ပါပဲခင်ဗျနောက်ထပ်ဗီဒီယိုလေးသဘုတ်ဆက်ကြည့်လိုက်အောင်အော်ဒီဗီဒီယိုလေးကိုမြင်ရတော့လဲစောစောကဗီဒီယိုကို ကြည့်ပြီးဒေါသထွက်သွားတာလေးတွေတောင်မှပျောက်သွားပါတယ်အစ်ဖေတို့လည်းဒါလေးကိုမြင်တဲ့အခါမှာကြည်နူးပီတိသောမနတစိတ်ကလေးတွေ ဖြစ်မယ်လို့ထင်ပါတယ်။ဆရာတော်တပါးကတပိတ်ကလေးပိုက်ပြီးတော့စွန့်ကြိုင်လေးနဲ့အလှခံတာကိုအစ္စလမ်ဘာသာဝင်အမျိုးသမီးတယောက်ကဒီဒီဒီလေးလေးစားစားဂါရဝတရားအပြည့်အဝထပြီးတော့လူထမ်းနေတာကိုမြင်ရတဲ့အတွက်ဘာသာမိပါတိတိဖြစ်မိပါစောစောကတရောင်းစားတောင်းနည်းနဲ့တောင်းနေတဲ့တရောင်းစားနဲ့ကအရိယာတောင်းနည်းနဲ့တောင်းပြီးအလှခံနေတဲ့ဆရာတော်နဲ့ဗီဒီယိုနှစ်ပုဒ် လူနေရလို့ရနှစ်ခုကိုချိန်ထိုးကြည့်လိုက်တဲ့အခါမှာအဆင့်အတန်းဟာမိုးနဲ့ညီတမုဒ္ဒရာနဲ့နွားခြေရွက်ထဲကရေလိုပဲအများကြီးကွာဟသွားပါတယ်ဒီနေရာမှာဒီဘလော့ကြည့်တဲ့အထက်မှာဝီနီးနဲ့ပတ်သက်ပြီးတော့တတ်သည့်နားလေသောယဟန်ပညာရှိ လူပညာရှိတွေပါမှတေချာတဲ့အတွက်ဖြစ်ဆွတ်ပြောရရင် အခုအစ္စလမ်ဘာသာဝင်အမျိုးသမီးလေးကလှူနေတဲ့ဆရာတော်ရဲ့အလှခံတာကတော့ဖះရှင်ရဲ့အဆုံးအမနဲ့အတိုင်းညီရလားလို့ကျွန်တော်ကမေးရင်တော့အလုံးစုံမညီညွတ်ပါဘူးခင်ဗျာဒါပေမဲ့ငင်ရသူအတွက်စိတ်အနှောက်ရှက်လည်းမဖြစ်ဘူးတရားတရားလည်းမပြတ်စေဘူးမကွက်စေပါဘူးပူပြီးတော့တောင်မှလှူခြင်းနဲ့စိတ်ကလေးဖြစ်ပေါ်နိုင်တဲ့အပြုတ်အမူလေးနဲ့အလှခံတာဖြစ်တဲ့အတွက် ကျွန်တော်အနေနဲ့ကတော့ညူတမုံမြတောင်မှအပြစ်မမြင်ပါဘူးခင်ဗျာဒါပါပဲတောင်းတာချင်းတူရင်တော့အဆင့်အတိုင်းချင်းမတူဘူးဆိုတာလေမိษွေတို့ကျွန်တော်တို့လက်တွေ့ညဝါထင်တင်မြင်တွေ့ရတာပါခင်ဗျာဒီဘလော်လေးမှာတော့ဒီလောက်နဲ့ပဲကျေနပ်ကြပါခင်ဗျာဗီဒီယိုအစ်စ်အစ်စ်တွေနဲ့အတူကျွန်တော်ပြန်လာခဲ့ပါဦးမယ်ခင်ဗျာ